ပင်လယ်စာစားသားတွေကိုကြိုက်တဲ့သူတွေရှိလားဒါမှမဟုတ်ပင်လယ်စာကိုရွေးချယ်စားတတ်တဲ့သူတွေရှိလားဒါမှမဟုတ်ပင်လယ်စာတွေထဲမှာအကြိုက်ဆုံးကိုလိုက်ရှာနေတဲ့သူတွေရှိလားဒါဆိုရင်တော့မပူပါနဲ့ကျွန်တော်ဗီဒီယိုကြည့်လိုက်ပါကျွန်တော်ကပင်လယ်စာစားစားတွေကိုသွားပြီးတော့ရိုက်ကွေးသွားလုပ်မှာဖြစ်ပါတယ်အဓိကပင်လယ်စာကြိုက်တဲ့သူတွေပင်နေရာမှာလဲဆိုကြည့်ပါဒါကျွန်တော်နဲ့တူလားဟေးဟေးတူမှာမဟုတ်ပါဘူးโอเคအဲတက်လီကာနဲ့အခုစင်ကြအောင် ဈေးပွားလို့ရှိရင်ဒီကပဲ MRD ရထားစီးဖို့အတွက်လက်မှတ်သွားဝယ်တာပေါ့နော်လက်မှတ်သွားဝယ်မယ်လက်မှတ်သွားဝယ်ပြောလို့ရှိရင်ကျွန်တော်တို့ကုနာဝါပင်လယ်စားစာတွေရှိရဲ့နေရာကိုသွားမယ်ဗျာသွားဖို့အတွက်လက်မှတ်ဖြတ်တယ်ဖြတ်ပွားလို့ရှိရင်အမှအပြားလေးရှိတယ်အဲ့ပြားလေးနဲ့အရှိမအဲ့နေရာလေးကိုဖိလိုက်ဖိပွားလို့ရှိရင်တကားပွင့်သွားပြီကြည့်ဆိုအရှိကိုဖြတ်သွားလိုက်ရှိကိုသွားပွင့်သွားလို့ရှိရင်ကျွန်တော်လေကားနဲ့ဆင်းတယ်ဆင်းပြီးတော့ဟိုဘက်ဒီဘက်ကြည့်လိုက်နံပါတ်1ကစီးရမှာနံပါတ်2ကစီးရမလားပေါ့အဲကြည့်ပွားလို့ရှိရင် နေအောင်တေချာကြည့်လိုက်တဲ့ဘယ်နေရာလဲအဲဟုတ်ပြီအဲ့ဆိုရင်တော့သွားမယ်ဟမ်အဲ့ယထာလာယထာလာပြီးတော့အာ CEO ပြင်ဆင်နေရပါကွာပြင်ဆင်နေပြောလို့ရှိရင်ယထာတကားဖွင့်သွားဂျွီးဆိုယထာဖွင့်တော့မယ်ဗျာတည်ရမတကားဖွင့်သွားပြီပုံပါလို့ရှိရင်ကျွန်တော်ယထာပေါ်တက်လိုက်ယထာပေါ်မှာတော့လူပေါင်းစုံတချို့ယုံသွားတဲ့သူတွေတချို့ချောင်းသွားတဲ့သူတွေလူစုံမယ်အဲ့ဒါနဲ့ကျွန်တော်ဒက်လီကားပေါ်ပြန်တက်တယ်တက်ပြောလို့ရှိရင်ခုနကွာ အပြားလေးကိုအမှအแทဲထည့်လိုက်တယ်ထဲထည့်လိုက်ဆိုရှင်တွန့်ရဆိုပြွင့်သွားအောင်ကြွေးဆိုပြွင့်သွားလို့ရှင်ရှေ့ကိုဆက်သွားတယ်မောင်းရောက်ပြီကွက်တီပဲပင်လဲစားစားပြီးရှိတဲ့နေရာကိုရောက်သွားပြီးအမှကတော့ကီချင်းလေးတွေစားသဖြင့်ပြအစုံရှိရဲ့ကီချင်းလေးတွေကတော့ဈေးတန်းကြီးရဲ့အဓိကတော့ပင်လဲစားစားစားရင်းနဲ့လည်းရှိရဲ့အဲ့နေရာမှာတော့ဆိုင်လေးဆိုင်ဆိုင်ဆိုင်လေးတွေကပပတ်လေးရှိရဲ့နေရာမျိုးစုံရှိရဲ့အဓိကပင်လဲစားစားရိုက်တဲ့သူတွေပင်လဲစားရီကိုမကိုကရွေးချယ်စားတတ်တဲ့သူတွေပင်လဲစားရီကိုမက ကိုကအရသာရှိရှိမရင်ရှေ့စားချင်တဲ့သူတွေအတွက်တအားအဆင်ပြေတဲ့နေရာလေးပြပင်လယ်စာတွေကြောက်ပတ်စွန်တွေခရူးတွေငါးတွေရှယ်ပဲစားလို့ရရပြအရသာလည်းပျော်ဝင်တယ်ရှာရဲမှလည်းလုံဝအောင်မှဤပြီးတော့ဒီမှာစားလို့ကောင်းတဲ့အရသာဖီးတစ်ခုကိုရရှိရပြဒီကတော့ငါးကြောက်ပတ်စွန်ခရူးအဆုံရှိရပြတအားအရသာရှိပြီးတော့တအားစားလို့ကောင်းတဲ့နေရာသူကဆိုင်နေ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 ဒီမှာကလေမျိုးစုံရောင်းတယ်ဗျာ ိုကြိုက်တဲ့ပစ္စည်းကိုကိုလည်းဝယ်လို့ရတယ်အဓိကတော့ဒီနေရာကတော့ကျွန်တော်မနေ့ကသွားစားခဲ့တဲ့ဝက်နေယူမီတော့တအားစားလို့ကောင်းတယ်ဈေးနှုန်းကတက်တာရယ်နှစ်မှာ small size medium size left size ဆိုတာရှိရယ်တအားစားလို့ကောင်းဒီဘက်ကြာတော့ size 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 လေးတွေပေါ့အဲ့ size လေးတွေမှာဘာရှိလဲဆိုတော့ကျွန်တော်ရိုက်ပြပေးထားမယ်ကိုမစားဘူးဆိုတော့သွားစားကြည့်ပါတော့အဲ့နေရာလေးကိုကျွန်တော်ဖြတ်လျှောက်ပြီးတော့ရိုက်ခဲ့တယ်တဖြည်းဖြည်းချင်းရိုက်ခဲ့တယ်နေရာလေးကတော့မစိုးဘူးပြမစိုးဘူးဆိုတာ तू က သေးချရဲစနစ်ချရဲလောဝအောင်မှာတက်ရက်တယ်ဗျာအစမ်းစာတွေကလည်းတအားစားလို့ခေါ်နေဒါကတော့ကြောက်ပါစောစားကျင်တဲ့သူတွေအတွက်လည်းတအားအဆင်ပဲပင်လယ်စာအတွက်တော့လောဝအောင်မှာစားလို့ကောင်းပြီးတော့အရသာရှိရဲ့နေရလို့လည်းပြောရင်လည်းမမအောင်အစုံရှိရဲခယူကြောက်ပါစော ပင်လယ်အစားအစာတွေအတွက်ကတော့လောဝကို special ကြိုက်တဲ့သူတွေအတွက်ကမသွားမဖြစ်သွားတဲ့နေရာလေးဆိုရင်လည်းမမာဘူးအဆုံရှိရဈေးတော့လည်းတက်တာရဲ့အရသာလည်းတအားရှိရဆိုင်ဒါကတော့ကျွန်တော်မနေ့ကသွားစားခဲ့တာတပူးပုံမှာ ထိုင်းဘက်140မြန်မာဝင်နဲ့ဆိုတော့တောင်းကြော်ရယ်ကျွန်တော်စိုင်းဆိုင်နဲ့အရသာလည်းရှည်တော့ပြင်းနေစားပါရောထည့်တာအဲ့ဒါကုနာကစားစားတယ်ဟိုအဲကြောင့်မို့ကျွန်တော်လမ်းလျှောက်နေဟိုဘက်ကဒီဘက်ကဆိုင်ရရှိရယ်ပဲကျွန်တော်နောက်မှကြည်လိုက်အဲ့လိုမျိုးဆိုင်နေရဟိုဘက်ဒီဘက်ရှိရယ်ကိုကြိုက်တဲ့ဆိုင်မှာကိုရွေးချယ်ပြီးတော့အလဲမှာကိုရသရှိရှိစားလို့ရတယ်ဗျာနေရာလေးကဖွင့်လာတော့မကြသေးဘူးဗျာတစ်နှစ်တောင်မပြည့်သေးဘူးဒါပေမဲ့ဒီနေရာလေးကိုလာပြီးတော့စားဖို့ကျွန်တော်ဖိတ်ခေါ်ရယ်ရှေ့မှာဆိုရင်ဗျာလူတွေတန်းတန်းစီနေရေပွဲဆိုင်အာအမရေပွဲအဆိုင်လူတွေ အားများတယ်ကျွန်တော်ရှေ့ကိုထပ်ဖြည်းလေးထပ်ပြီးတော့ရှောက်သွားသေးတယ်ရှောက်ပြီးတော့နေရာမျိုးစုံပဲဗျာကျွန်တော်လိုက်ကြည့်ရဒီကပင်လယ်စားစားရေးကြိုက်တယ်ကိုကအရသက်ရှိစားချင်တယ်ဘလို့မျိုးလို့ပင်လယ်စားတွေကမှကိုကမစားရကြတယ်ဆိုတော့လိုက်ကြည့်လို့ရဒီမှာလည်းအစားအစာအလူကျော်အစုံရှိတယ်ဗျာကျင်းကျင်းတဲ့မှာကိုကအရန်စားချင်တယ်ပြီးဆိုတော့ဒီနေရာလေးကိုလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာဒါကမြေရောက်ရထားနဲ့လည်းနှီးရလုံးဝစားတော့ကထိုင်းနိုင်ငံမှာတော့ပင်လယ်စားစားတော့ကိုမှ special ကြိုက်တဲ့သူအန်ကိုက် နေရာတစ်ခုပေါ့ဗျအရသာရှိရှိလဲစားခြင်းနဲ့ပင်လန်းစားတွေကိုမှကိုကရွေးချယ်စားခြင်းနဲ့ရှားပါအစားစားတွေကိုမှကိုကမရင်ရှိရှိစားခြင်းနဲ့တူတူကတအားအဆင်ပြေရဲ့နေရာလေးလို့လည်းပြောရင်လည်းမှောက်ကျွန်တော်ကဆိုင်တိုင်းဆိုင်တိုင်းဆိုင်တိုင်းကိုတစ်ခုတစ်ခုချင်းရိုက်ပြဆိုင်တွေကရိုက်မခုဘူးကျွန်တော်ရိုက်ဖို့ဆိုင်တွေတော့ကြံခဲ့တယ်ဟိုးဘက်မှာဆိုင်တွေကအများကြီးစီအဲ့ဆိုင်တွေတော့မှကျွန်တော်ရိုက်ဖို့နောက်ရက်ဒီကြိုင်တော့ထပ်ပြီးတော့ရိုက်ပေးသွားမယ်ဒီနေ့ကတော့ပင်လယ်စာအစားအစာတွေကြိုက်တဲ့သူတွေအတွက်အဆင်ပြေတဲ့နေရာလေးအဆုံရောက်နေ အကျော်ရေပဝဲနေရာမျိုးစုံမှာဒီမှာသွားပြီးတော့စားကြရမလို့ဒီကတနေရာထဲမှာလောဝကမှာအရသာမျိုးစုံစားလို့ရရပင်လယ်စားအစားအစာရှိရနေရာလို့လည်းပြောရင်မမဟုတ်ဗျတအားစားလို့ခေါ်လဲကျွန်တော်ဆိုတစ်ခါသွားရင်တစ်ခါစားရင်ကျွန်တော်ဆိုတစ်ခါသွားရင်တစ်ခါစားရင်နော်ပင်လယ်စားအစားအစာရှိရနေရာတအားစား